ခဘာရဲ့ဒုတိယလာမယ့်လို့တင်စားခေါ်ဝေါ်ကြတဲ့2025 PN7 အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။လာမင်းဆိုပေမဲ့တကယ်လာအစ်စ်တော့မဟုတ်ပါဘူး။ A Strike ခေါ်ဂျိုးစင်ဂျုံမွားလေးပဲဖြစ်ပါတယ်။ကဘာရဲ့အနီးမှာလက်ပတ်သွားလာနေတဲ့ဒီဂျိုးစင်လေးကို2025ခုနှစ် August လ2ရက်နေ့မှာတွေ့ရှိခဲ့တာဖြစ်ကြောင်း NASA ကအတည်ပြုခဲ့ပါတယ်။2025 PN7 ဟာအခြားဂျိုးစင်တွေလိုမဟုတ်ဘဲကဘာနဲ့ပတ်သက်တဲ့လှည့်လည်ပုံစံအနည်းဆက်ဆုံးတူညီ နေကိုလှည့်ပတ်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်သုတေသနပညာရှင်တွေဟာကမ္ဘာရဲ့ဒုတိယလှပင်လို့ခေါ်ကြပေမဲ့၎င်းဟာကွာဆိုင်ဖုံးလို့ခေါ်တဲ့ကမ္ဘာနဲ့ထက်ချက်မကွာလိုက်ပါနေတဲ့ရှားပါးဂျိုစိန်လေးပဲဖြစ်ပါတယ်။ကြီးရှုသူပိတ်ဆွေများအတွက်ဘူးသုဒဖြစ်ပွဲစိတ်ဝင်စားဖို့အကြောင်းအရာများတင်ဆက်ပေးသွားမှာပေါ့ The Brihat Channel လေးကို like and subscribe လုပ်သွားပြီးပါအောင်ခင်ဗျာ။ဒီဂျိုစိန်လေးရဲ့အရွယ်စားဟာ နည်းဆုံး19မီတာခန့်ရှိပြီးပေအားဖြင့်62ပေခန့်ရှိကအရန်သိငယ်တဲ့ကျိုးစိမ့်တစ်ခုပဲဖြစ်ပါတယ်။ပညာရှင်တွေကတော့2025 PM7 ဟာကဘာနဲ့အတူတူအနည်းဆက်ဆုံးလမ်းကြောင်းအတိုင်းနေကိုလက်ပတ်သွားနေတာဟာနှစ်ပေါင်း60ခန့်ကြာပြီလို့ယူဆကြပါတယ်။နောက်ထပ်ဂျိုးပတ်လမ်းတစ်ခုဆိုမပြောင်းလဲခင်နောက်ထပ်နှစ်ပေါင်း60နဲ့80ခန့်ကဘာနဲ့အတူလိုက်ပါလဲပတ်နေဦးမယ်လို့ခံမှန်းထားကြပါတယ်။ကဘာကလည်းကြီးတဲ့အခါ 2025 PM 7ဟာအလွန်သိမ်းခဲ့ပြီးအရေးလိုထက်ချက်မကွာလိုက်နေခဲ့တာကိုဟာဝိုင်တက္ကသိုလ်ကတွေ့ရှိခဲ့ပြီး အော်တိုဘာလထဲမှာပဲ NASA ကအတည်ပြုခဲ့တာပဲဖြစ်ပါတယ်။အနာဂတ်မှာတော့ဒီဖြစ်ရပ်ဟာ Asteroid Reset နဲ့ Planetary Deformation မျိုးတွေအတွက်အထောက်အကူဖြစ်လာနိုင်တယ်လို့သိရှိရပါတယ်။2025 PM7 ဟာကဘာအတွက်ဘေးအန္တရာယ်ဖြစ်စရာမရှိဘဲ သူဟာသင်းငယ်ပြီးလှည့်ပတ်မှုပုံစံတည်ငြိမ်တဲ့အတွက်ကဘာကိုမထိခိုက်နိုင်ပါဘူး2025 BS7 ဟာကျွန်တော်တို့နေထိုင်တဲ့ကဘာမြေနဲ့အတူနေကိုပတ်နေတဲ့စိတ်ဝင်စားဖွယ်ဂျိုးစိတ်တစ်ခုဖြစ်ပြီး၎င်းအပါဝင်တစ်ခုဆိုရင်ကဘာကိုပတ်နေတဲ့ဂျိုးစိတ်စုစုပေါင်း၈ခုရှိပြီလို့သိရှိရပါတယ်ဒီဂျိုးစိတ်လေးဟာ2083ခုနှစ်အထိကဘာနဲ့အတူခီးသွားပါဖြစ်ရှိနေကုန်မယ်လို့လည်းသိရှိရပါတယ်